ဆောကောင်းစပိတ်တမယာအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်ကဒီဒီ topics လေးကဒါကျွန်တော်တို့ညီလေးပေါ့နော်ဒါဘန်ကောက်မှာနေတဲ့အခုမြန်မာနိုင်ငံကိုရောက်နေတုန်းမှာဆောကောင်း house ရဲ့ဒါ best fan လည်းဖြစ်တယ်ပေါ့နော်ဆိုတော့သူကဒီရောက်ပြီးတော့ဒါဒီရောက်တုံးရောက်ခိုက်မှာသူသိကျင်တဲ့အကြောင်းအရာတစ်ခုပေါ့အဲ့သိကျင်တဲ့အကြောင်းအရာတစ်ခုကိုဝင်ပြီးတော့မေးကျင်တယ်ဝင်ပြီးတော့ဆွေးနွေးကျင်တယ်ဆိုတဲ့အခါကျတော့ဒါကျွန်တော်တို့စီကိုရောက်လာတယ်ရောက်ပြီးတော့ဒါမေးမှာညီလေးကျွန်တော်တို့တော့နက်ခတ်လို့ခေါ်တယ်နာမည်အရင်တော့ကျွန်တော်လည်းမသိဘူး ဟုတ်လေနှစ်ခါတော့မေးချင်လားမေးလို့ရပြီဟုတ်ဆရာမင်္ဂလာပါမင်္ဂလာပါတွေ့ရတဲ့ကျွန်တော်မေးချင်တာတစ်ခုပါဗောနော်ဒီဘောလုံးနဲ့ပတ်သက်ပြီးတော့နော်ဒီရေဘော်စီအတန်းလွှာအလွာလို့ခေါ်တဲ့အထက်တန်းအလွာနဲ့ကျွန်တော်ဒီအောက်ခြေလုံလုံသားစုအများဆုံးဖွဲ့စည်းအားပေးတဲ့အသင်းနေဗောနော်အဲ့နှစ်သင်းရဲ့ဟိုကွာခြားချက်လေးဗောအဓိကတမိုင်းကြောင်းပဲဖြစ်ဖြစ်ဗောနော်ဘယ်ဟာပို့ပြီးတော့ဟိုကျွန်တော်သိချင်တာဗောနော်စိတ်ဝင်စားစရာအချက်လေးတွေဗော ဟိုဘလုံးကလည်းအခုတို့အများနဲ့လည်းပြောလို့ရှိတယ်ပေါ့နော်ဒါလူဘဝလူပဲဖြစ်တဲ့အတွက်သူကနောက်ထပ် universe တစ်ခုလို့တွေးလိုက်ရင်နော်ဒါဒါလည်းသူ့အလွှာနဲ့သူဒါကလောကကြီးတစ်ခုပဲဘလုံးလောကကြီးတစ်ခုပဲဘလုံးလောကကြီးဟာအခုတို့ဒီအရသာလောကလူပဲသူ့မှာလည်းအလွှာပေါင်းစုံရှိတယ်အလွှာပေါင်းစုံရှိတဲ့အခါမှာသူတို့မှာပြိပခါတွေလည်းရှိတယ်တွန်းအားတွေလည်းရှိတယ်တစ်ဖက်နဲ့တစ်ဖက်ရှင်တွဲနေထိုင်ရင်းနဲ့ဟိုထိငေါ့နေရတယ်လည်းရှိတယ်အမြင်မကြည်တာတွေလည်းရှိတယ်ဆိုတော့ဟိုလူလောကကြီးဆိုရင်ကြီးတယ် ိုတို့နေတဲ့ရက်ကွက်ကိုအိမ်နေခြင်းအဲကိုဒီရက်ကွက်ထဲကကိုနဲ့ဆက်ဆံရေးအဆင်ပြေတဲ့သူမပြေတဲ့သူပြီးတော့အလွာချမ်းသာတဲ့သူတွေအဲတချို့ကျတော့အလုပ်သမားတွေမျိုးစုံရှိသူပဲဘောလုံးမှာလည်းအဲ့လိုမျိုးစုံရှိတယ်ဒါကတော့ဟိုပုံမှန်အားဖြင့်ဒါတိတ်ပြီးတော့ထူထူးထူးမဟုတ်ဘူးဆိုတာပြောချင်တာပေါ့နော်အဲ့မှာမှဒီလူရန်သားတိုက်ပွဲတွေလည်းရှိတယ်လူရန်သားတိုက်ပွဲဆိုတော့ဟိုခောက်ခါတော့မှဒီကိုရင်းနဲ့အခုလိုပြောဖြစ်တယ်ဒီမိကျံမိပါ နဲ့တူတယ်ဟုတ် River Plate နဲ့ Boca Junior အကြောင်းဘာပဲမေးခွန်းကဘာလို့မမီတော့ဟုတ်ကဲ့သူ La Boca ဆိုတဲ့ဒေသလေးတစ်ခုပဲအဲ့ဒီဒေသလေးတစ်ခုကနေ1900ပြည့်လွန်နှစ်တွေမှာဒီ Bolon Club တဲ့နှစ်ခုအတူရှင်တွဲကြီးဖြစ်တည်လာတယ်ဖြစ်တည်လာရင်းနဲ့ River Plate ကဒီချမ်းသာတဲ့ KI ဘက်ကိုဒီဒေသရဲ့ချမ်းသာတဲ့အမြတ်ဝက်အချမ်းကိုပြောင်းသွားတယ်ပြောင်းသွားပြီးတော့သူတို့ကိုသူတို့ Millionaire တွေလို့ခေါ်တယ်အိုးဘောကဂျူနီယာပြည်သက်တွေကိုဒီပြဿနာကောင်းနေလို့နာမည်ပြောင်းနေပြီးတယ်အဒီဘက်ကလည်း ဒီသူတို့သူတို့ working class ကိုကိုးစားပြုတယ်ကိုဘက်ကိုရေပေါ်စီးတွေဆိုပြီးတော့နမိတ်ပြောင်းနေပေးတယ်အပေးပြီးတော့အပြန်လှန်ညှိကြတယ်ဟိုပြည်ရင်းဆိုရင်ထားပါတော့ river plate ကပိုအောင်မြင်တယ်ဒါပြည်ပအနေနဲ့ဒီဒီတောင်အမေရိကတိုက်တိုက်လုံးအနေနဲ့ intercontinental အနေနဲ့ကြတော့ Copa Libertadores ပေါ့လေအဲ Boca Junior ကပိုပြီးတော့အောင်မြင်တယ်အခုချိန်ဒီလဲသူတို့ပွဲတွေကအဲဒီလိုပြဿနာတွေရှိတယ်ပေါ့နော် Super Classico ဆိုပြီးတော့နမိတ်ကြီးတယ်ဆိုတော့အဲ့လိုမျိုးကအကိုရောဘယ်ဘက်မှလာကြည့်လို့ရလဲဆိုတော့ စပိန်မှာဆိုလဲဒီလိုပဲ Real Madrid ကိုစားပြုထားတဲ့နောက်ခံတမိုင်းကြောင်းကတမျိုး Barcelona တို့ဒီ Bilbao တို့ကိုစားပြုထားတဲ့နောက်ခံတမိုင်းကြောင်းကတမျိုးသူတို့တွေရဲ့တိုင်ဆိုင်မှုကဘောလုံးဆိုတဲ့ပြိုင်ဆိုင်မှုတက်ပို့တယ်ဆိုတော့အဲ့လိုလူသားစားတိုက်ပွဲတွေပေါ့နော်အလှော်မတူတဲ့အမြင်မတူတဲ့ ideology မတူတဲ့ဖြစ်တည်မှုမတူတဲ့အတိုက်ပွဲတွေကအများကြီးရှိတယ်နောက်တစ်ခါကိုတို့ဒီအခုတလောပဲအခုပြောဦးတယ်ဘောလုံး club တွေမှာဘယ်ကနေစတဲ့ club တွေကအောင်မြင်လဲ industrial ကနေစတဲ့အသင်းတွေက ဘောလုံးရဲ့မဟာအင်အားကြီးအသင်းနဲ့အဖြစ်ကိုစောစောစီးစီးရောက်ရှိခဲ့ကြတယ်။ဟုတ်။လီဗာပူးစက်မှုဇုံရှိတယ်။နော်မန်ချက်စတာစက်မှုဇုံရှိတယ်။ဟုတ်။ဆိုတော့လန်ဒန်တို့ဘာလို့ကြတော့ဟိုအဲ့လောက်မစင်ရဲဘူး။စက်မှုဇုံဆိုတာကချမ်းသာတဲ့နေရာမဟုတ်ဘူး။ဟုတ်။ဟိုတော့ဒါစင်ရဲတဲ့နေရာ။နော်စင်ရဲတဲ့နေရာမှာအဲ့တော့အဲ့လိုမျိုးဒီနေရာတွေကကြတော့စင်းတော့စင်းရဲတယ်ဒါပေမဲ့စက်မှုဇုံဖြစ်တဲ့အတွက်အဲဒီဘယ်လိုခေါ်မလဲဆိုတော့အခြေခံဒုတ်သားတွေများတယ်ပြီးတော့သူတို့တွေကအစုအဖွဲ့ထင်းအနေနဲ့ရှိပြီးသား လာသာထုတ်တယ်ဘောလုံးပွဲကြည့်တယ်ဝင်ငွေရတယ်ဘောလုံးပွဲကြည့်တယ်ဒီမှာကကြတော့အဲ့လိုအဲ့လိုစက်မှုလုပ်သားတွေမဟုတ်ဘူးတာမန်ပုံရောင်းပုံဝင်လုပ်သားတွေငွေအရင်မသုံးနိုင်ကြဘူးဒါပေမဲ့ပြည်လေကြတယ်အဲသူတို့ကြတော့ဘောလုံးကိုစိတ်ဝင်စားမှုနေတယ်အခုကြိုက်တဲ့ဘောလုံးအသင်းတစ်သင်းဆိုပြီးတော့တွားကြည့်လိုက်တာနေတယ်အိမ်နဲ့အိမ်ပြင်မထွက်ကြဘူးကိုယ့်အကူတီးကြနေကြတယ်လန်ဒန်အဲ့တော့လန်ဒန်ကလပ်တွေကအဖွဲ့မျိုးမှုနောက်ကြအောင်ဆိုတော့ဒါမျိုးပေါ့ဘောလုံးမှာကအမြဲတမ်းဒီဟိုအလွှာအလွှာတွေကတော့အမြဲတမ်းရှိနေရပဲဆိုတော့ဒါကြောင့်ဒီဒူရန်သားတိုက်ပွဲတို့ ideological တိုက်ပွဲတို့ ပြီးတော့ဒီ historical type ဝဲလို့ဆိုတာအမြဲတမ်းရှိတယ်အခုဆိုအရင်စိတ်ဝင်စားတာက basket ပေါ့နော် basket ဆိုလဲဒီဟိုဘေဘောရှိတယ်ဆော့ဆက်လက်ရှိတယ်အဲ့အဲ့ project တွေဆိုရင်အရင်စိတ်ဝင်စားဖို့ပေါ့နော်ဘောလုံးကဘာမှအငိမ့်ချောင်းတာပြီဆိုပြီးတော့တင်စားကြတော့ဒါမျိုးတွေကတော့ရှားတယ်အရင်ဟိုထွန်းချက်အနေနဲ့ပဲပြောရမယ်အကျန်တာကတော့ဘောလုံးမှာကဒီလိုခုနကတည်းကမတူညီတဲ့ background တွေပေါ်မူတည်ပြီးတော့တိုက်ပွဲတွေအများကြီးရှိတာပဲအဲ့ဒါတွေကိုတို့ကလူဘွားနဲ့နှိုင်းရှင်လူရန်သားတိုက်ပွဲလို့ခေါ်တာပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ဆေးစပါနဲနောက်ထပ်တစ်ခုဖြည့်ဆွတ်မေးချင်တာဗောလားကျွန်တော်ဟိုဒီ the platform ဆိုရဲရုပ်ရှင်တစ်ခုရှိတယ်ဗျာဒီဒီအလှော်ဒီလူလန်းစားရုံးနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်ဒီဘလုံးနဲ့ဘလို့ချိတ်ဆက်သွားလဲဆိုတော့ဒီမေးချင်တာကဒီ UEFA တို့ဒီ FIFA တို့ဒီလိုဘလုံးအဖွဲ့အစည်းတွေอ่ะဗောနော်ဟို lab လက်ယူ lab စားရတာဒီအဲ့အဲ့အရင်များလာတယ်ပေါ့နော်သူတို့သူတို့ရဲ့ဟိုကျွန်တော်ရုပ်ရှင်နဲ့တွဲမေးချင်တာဘယ်လိုမျိုးလဲဆိုတော့အပေါ်ကိုချပြီးတဲ့ဒီ ဟိုဥမာပဲကျွန်တော်ဒီ sponsorship တွေကနေရမယ်ဒီဥစေပါငါလည်းရမယ်အဲ့ဟာတွေကိုပါဒီအပေါ်ဒန်းကနေအုပ်ချုပ်မှု executive level တွေကနေသူတို့အောက်ကိုရောက်တဲ့လောက်မရောက်ဘဲနဲ့ဟိုတိုးတက်တဲ့လောက်မတိုးတက်တာမျိုးတွေမျိုးရှိနော်ဥမာဒီဘောလုံးအဖွဲ့အစည်းနိုင်ငံတကာနဲ့နိုင်ငံတိုင်းရဲ့ဘောလုံးအဖွဲ့အစည်းတွေနဲ့ပေါ့နော်အဲ့လိုရှိတော့ရှိတော့ရှိရှိမှာအဲ့ဒါအဲ့ဒါကဟိုလေအခုဒါဆိုဒါညီလေးကဒါလူရန်စားအလှမှာမှာပြင်းပြပုံစံဒီဖောက်မှုကနေပြီးဟိုထိပ်ပိုင်းလက်တစုပ်စာလေးက ချမ်းသာနေပြီးတော့ဟုတ်အဲအောက်ကိုကြတော့ရောက်တင်တော့မရောက်ပဲနဲ့ဆိုတဲ့ဟာမျိုးအဲ့ဒါကလည်းနေပေတိုင်းမှာရှိတယ်ဟုတ်နေပေတိုင်းမှာရှိအခုတို့ဒီဘောလုံးမှာဆိုလဲအခု FIFA တို့ UEFA တို့ဆိုရင်သူတို့ရတဲ့ငွေတွေတဲကနေတော့ပြန်သုံးတယ်ပြန်သုံးတဲ့အခါမှာသူတို့ transparency ရှိရှိနေသုံးတယ်ပြောသည့်တိုင်အောင်အခုခြားစားမှုတွေကတော့မကြားချင်မှာအစုံပဲရှိနေတာပဲဆိုတော့ဒါကတော့ဒါလည်းနေရာတိုင်းမှာရှိနေတာပဲအခုတို့ဒီတို့ရုပ်ရှင်တွေ the pop တို့ဘာလို့ဆိုနေကြည်ဘူးလားမသိဘူး အဲထားပါတော့တချို့ရုပ်ရှင်တွေမှာဆိုရင်ဒီအင်မတန်တန့်စင်မုံမြတ်ပါတယ်ဆိုတော့ခရီးရန်သာသနာပိုင်ကြီးပေါ့နော်ပုပ်ပြဟန်းမင်းကြီးတို့ရဲ့အတိုင်းအဝိုင်းမှာတော့မှအဲ့လိုအပေါ်လွှာမှာကအဲ့လိုခြေထိုးခံလာမျိုးလေးတွေရှိနေကြတာပဲသူတို့ဆိုဒါပုံမှန်အားဖြင့်ဆိုတကယ်လေမုံမြတ်တဲ့အလုပ်ကိုလုပ်နေကြရတဲ့သူတွေဟုတ်ဒါပေမဲ့အဲ့မုံမြတ်တဲ့အလုပ်ကိုသူလုပ်မယ်ငါလုပ်မယ်လူကြတာပဲအဲ့အပေါ်မှာအဲ့ပြဿနာတွေရှိတယ်ပြီးတော့ဒီအခုတို့ဟိုဟာဆိုရင်ထားပါတော့အဲ့ တချို့တော့ညစ်ကြည့်ဘူးလားမသိဘူးဟုတ်ဟုတ်ဒီဒီတော့တချို့တော့ဆိုရင်အခုတော့ဒီ King Henry 8ပေါ့လေအင်္ဂလန်ရဲ့ဒီအထမအိတ်ဘယင်ပေါ့ဟုတ်ကဲ့ sorry ဒီ Henry Henry ဟိုအထမ Henry ဘယင်အဲသူသူလက်ထက်မှာဖြစ်ခဲ့တဲ့ဒီပြဿနာတွေဒီ Protestant ဂိုင်းခွဲတွေပေါ်ပေါ်လာတယ်ပြီးတော့ Anglican ပေါ်လာတယ်ဆိုတော့ရုပ်ရှင်ဒီဒီဒီဟိုအန်အဘောလင်ဟိုဒီလူငယ်တဲ့နှစ်900အတွင်းမှာ ချစ်ခဲ့တဲ့အင်္ဂလိပ်ကျန်နဲ့ဒီရိုမန်ကက်သလစ်ကွဲတဲ့ကွဲတဲ့အကြောင်းကြောင့်အဲ့မှာဆိုလဲဒီခရစ်ယာန်သာသနာပိုင်းတွေပေါ့နော်ဒီဒီ RC ရိုမန်ကက်သလစ်အဲ့အချိန်ကပြောတာအခုပြောတာမဟုတ်တာပြဿနာဖြစ်မှာဆိုလို့အဲ့အချိန်ကအဲ့လိုမျိုးဟိုဟာတွေအရန်အားကောင်းတဲ့အခါကျတော့တော်လန်လိုတဲ့လူဒန်းသားပေါ်လာတယ်အဲ့ပေါ်လာတဲ့အခါကျတော့ဘယ်လိုကောင်းလဲဆိုတော့ဒီကျောင်းတော်ကြီးတွေကပဲအရန်ချမ်းသာနေပြီးတော့သူတို့ထောက်ပံ့နေတဲ့ရက်ွက်တွေအဲမြို့တွေကဆင်းရဲနေကြတယ်အခါကျတော့အဲ့ဒီချမ်းအဲ့လောက်ကြီး လိုအပ်လို့လားဆိုပြီးတော့ဆိုတော့ပေါ်လာမာတင်လူသာပေါ့နော်မာတင်လူသာတို့မာတင်လူသာကင်းဂျူနီယာမဟုတ်မာတင်လူသာတို့ပေါ်လာပေါ်လာပြီး protesting ပေါ်လာအစရှိသဖြင့်ပေါ့အဲ့ဒါလေအလွှာဆုံးမှာရှိတာပဲအခုညီလေးမေးသွားမယ်ကောင်ဆိုလဲဟုတ်ဟုတ်ဟုတ်ကျေးဇူးပါဟိုဘောနော်နောက်ထပ်တစ်ခုကြတော့ဒီအဲခုနလူရန်စာဆိုတာထက်ဒီ walking class တွေရဲ့သူတို့ရဲ့ဟိုကျွန်တော်တိထားလို့ပေါ့ဒီ ultra တွေရှိတယ်ဗျာဒီအဲအသေးနိုင်ပြောမယ်ဆိုရင် ဟိုနိုင်ငံတိုင်း league တိုင်းမှာကျွန်တော်ကျွန်တော်ထင်ရှားရကျွန်တော်ဒီ Syria A ကအီတလီရအိုထရီရပို့ပြီးတော့များတယ်ပို့များသည့်တိုင်အောင်သူတို့အနေနဲ့ဒီလူဒန်းစားအချင်းချင်းဆိုတာထက်နောက်တစ်ခုကကျတော့ဒီမာဖီးယားတွေနဲ့ဆက်ဆက်ပြီးတော့ဗောလေဒီအိုထရီရပောက်ကွဲလာတယ်ဆိုဘယ်လိုပြောမလဲအပိမှုကပို့များလဲဆိုတာကကြတော့ဒီမာဖီးယားတွေအနေနဲ့ဒီ low lower working class ကိုပို့ပြီးတော့ထိန်းချုပ်ထားနိုင်စွမ်းရှိလို့များလာလို့ပို့ ထင်စားအတင်ထင်မိတယ်ပေါ့ကျွန်တော်အနေနဲ့တော့အုပ်ချုပ်ထားနိုင်စမ်းရှိတာပေါ့ရှိတာပေါ့ရှိတာအဲ့ဒီဟာတွေကမာဖီးယားဖြစ်ဖြစ်ရာကူသားဖြစ်ဖြစ် working class ကနေပြီးတော့ပေါက်ပွားလာတာပဲပေါက်ပွားလာပြီးတော့ဒီထဲကနေပြီးတော့ပဲဒီအဲ့ဒီအပိုင်းကတော့ခုမပြောတော့အရန်ကျေမှန်းလာလိမ့်မယ်ဒါကဒါကဟိုဘလော့ကွန်လဲဆိုပြောလို့မကောင်းတဲ့အရာတွေအများကြီးရှိတယ်ဆိုထားလိုက်တော့ဒါပေမဲ့အခုပြောချင်တာကဘာလဲဆိုတော့အခုညီလေးမိတဲ့မိကုန်းနေရဲ့အခြေခံအပြင်ကြည့်လိုက်ပြီဆိုရင်ဟိုမတူညီတဲ့လူအုပ်စုနှစ်စုမှာ တစ်ဖက်နဲ့တစ်ဖက်မတူညီတဲ့အမြင်တွေအဲ့မတူညီတဲ့အမြင်တွေမှာမှဒီတစ်ဖက်ဟာအချမ်းသာကြွယ်ဝတယ်တစ်ချက်ကတစ်ဖက်ကကြောက် working class လူတန်းသာအဲ့ချမ်းသာကြွယ်ဝတဲ့သူတွေဟာဟိုရှေ့မှာလည်းညီလေးပြောဘူးဆို1%တော့သူတွေကကဘာကြီးကို rule လုပ်နေတယ်ဆိုတော့အာမျိုး99%ကိုဆိုတော့ဒီအရာကအကိုတို့စီးပွားရေးမှာဖြစ်လူမှုရေးမှာဖြစ်ဖြစ်နိုင်ငံရေးမှာဖြစ်ဖြစ်ဘောလုံးမှာဖြစ်ဖြစ်အဲ့ဒါကတော့တေချာပေါက်ကိုရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့အညီလေးအကိုရုပ်ရှင်တကားကြည့်ခိုင်းတယ်ဟုတ်ကဲ့ not the menu ဆိုတော့အဲ့ဒီရုပ်ရှင်ဆိုလဲအခုအရန်ကြိုက်တယ်အခုဒီမှာအခုဒီ soccer ကိုကြည့်နေရသလိုလေအခုကညွှန်းကျင်တယ်ဟုတ်အကြိုက်ဆုံးရုပ်ရှင်မဟုတ်ဘူးဟုတ်ဒါပေမဲ့အရန်ကြိုက်တယ်စိတ်အစာပြေတယ်အာသာပြေတယ်ပြီးတော့တချို့သောတွေးစရာတွေကိုပေးတယ်တမန်မျိုးဟုတ်တယ်ဆိုတော့ပေးတဲ့အခါဘာကိုပေးလဲဆိုတော့ဒါပဲအဓိကတော့ဟိုတယောတာပေါ့ကွာအကိုတို့ကိုယ်တိုင်ကအခြေခံလူနာစားဖြစ်နေတဲ့အခါအကိုတို့ရဲ့မတိစိတ်ထဲမှာအငုံစိတ်လို့ပြောရင်ပြောဟာလာတိမ်ငယ်စိတ်လို့ပြောရင်ပြော ဲ့အလွှာတွေကိုနည်းနည်းတော့အငေါ်တူးကြံသိတော့ရှိတာပေါ့အဲ့အငေါ်တူးတဲ့ရုပ်ရှင်တွေကလည်းတကားယူကပေါ့ triangle of sadness တို့ပါလို့ဟုတ်လားဒါဒါမျိုးတွေကတွေ့တဲ့အခါတွေမှာအကိုတို့ကျဉ်းနှံ့ရတယ်ပေါ့အသမင်တို့ကြည့်တဲ့အခါကျတော့လည်းအကျဉ်းနှံ့ရပြန်ကျဉ်းနှံ့ဟုတ်ကဲ့ဆိုတော့ဒါမျိုးပေါ့အဲဒါတော့ဟိုလူတွေရဲ့စီမာဘုကရှိနေတာအပေါ်ကကိုကလိုလိုနေအပေါ်ရောက်နေဘယ်သူမှဖန်တီးလို့မဟုတ်ဘူးမိဘကမွေးလာလို့အပေါ်ရောက်နေတယ်အပေါ်ရောက်တဲ့အခါမှာသူ့မှာအဖြစ်မရှိဘူးဒါပေမဲ့သူ့မှာအဖြစ်မရှိမှာသူပဝင်းကျင်ကပြုပြင်တိုက်စားလိုက်တဲ့အခါမှာ ူအောက်ဝကြီးတဲ့အမြင်ကတမျိုးဖြစ်သွားတာဖြစ်သွားတယ်ဟုတ်ဒီဒီသဲဝဲရောက်သွားတာဒါ the stereotype လို့ဖြစ်သွားတာအခုလိုလဲအဲ့လိုပဲအောက်ခြေလူန်းသားမျိုးပွားလာတယ်မျိုးပွားလာတဲ့ခါကျတော့ဘသူ့အမမုံဖို့လဲအတင်ကြားခံရမှာမဟုတ်ဒါပေမဲ့ကိုကဒီပဝန်းကျင်ဒီအတိုင်းအောင်ကကျင်လာနေတဲ့အဖေကကြီးတဲ့မျက်လုံးတွေကတမျိုးဖြစ်တာပဲဆိုတော့ဒါမျိုးပေါ့အမြင်နဲ့ရှိနေတာပဲဆိုတော့တမန်နူးဆိုအခုအဲ့မှာဆိုဒီဟိုကောင်မလေး Margot Margot ဘာနော် Anya Taylor Joy ဟုတ်နော် Margot ဘာနော်သူနာမည်သူသူဆိုရင်အခုတို့အနေနဲ့ the normal တွေပေါ့ normal အရန်ဖန်လာလို့ခံစားရဟုတ်တယ်ဟုတ်အော်ဒီတမနူရုပ်ရှင်ထဲမှာအရန်ကြီးကြခံနိုင်ပြီးတော့အတွေ့အကြုံကိုရောင်းစားနေတဲ့အစားအသောက်ကိုရောင်းစားခြင်းပေါ့အစားအသောက်ကိုရောင်းစားတယ်ဆိုရက်သမိုင်းကအခုတို့ဒါအစားအသောက်ဆိုင်ဆိုရက်သမိုင်းကတကယ်တမ်းကျတော့ဒီမျှဝေစားတော့ကြတယ်လမ်းမှာသခီးသွားဧည့်သည်တွေအတွက်သိမလားအစင်ပြပါစီတော့ဆိုပြီးတော့အစားအသောက်လေးချပေးထားကြတယ်ဟုတ်တယ်ချပေးထားကြပြီးတော့အဲသူတို့ဝင်စားကြတယ်စားရင်းနဲ့ ဟိုတက်နိုင်သလောက်လေးပြန်ထားခဲ့ပြီးတယ်ထားခဲ့ပြီးတဲ့ခါကျတော့အဲ့လိုအဆင်ပြေပါစေအခုနိုင်ငံမှာဆိုရင်အညာဒေသမှာဆိုအခုရှိသေးရေချမ်းစင်လေးရေချမ်းစင်ဟုတ်အဲ့ဒါလေးတွေကအခုချိန်ထိသူက capitalism ဘက်ကိုမရောက်သေးဘူးအခုချိန်ထိစေရနာသဒ္ဒါနဲ့ဒါရေတိုက်နေကြတာဟိုတုန်းကဒီအခုတို့ဒီဘယ်လိုကောင်လဲဆုံဆုံ dynasty ဆုံတေးမှာဆုံ dynasty ဆိုဟိုလောက်ပေါ့80 10 10000လောက်ပေါ့10000နဲ့13000လောက်ကြာမှာအဲဆိုတော့အခု raw ရောမှာ greece မှာ တော့ဒါမျိုးပဲအဲ့ဒီကနေစပြီးတော့အော်တရားနေပြီးတော့စီးပွားရေးလုပ်လို့ရပါလားဆိုတဲ့အမြင်တွေပေါ်လာရင်လည်းနောက်ဆုံးစားတော့ဆိုင်နေဆိုတော့ပေါ်လာတာအဲ့တော့စားတော့ဆိုင်နေရဲ့မူရင်းကြီးရွယ်ချက်ဟာ working class တွေကိုပိုသားပြုတယ်အလုပ်လုပ်နေတဲ့သူတွေကိုပိုသားပြုတယ်အဲ့လူတွေဟာဒီကိုအိမ်တွေယာတွေမိသားစုတွေပြစ်ပယ်ထားခဲ့ပြီးတော့အလုပ်သွားလုပ်နေရင်းနဲ့ကိုအိမ်ထမင်းအိမ်ဟင်းမစားနိုင်လို့ကြုံတဲ့နေရာမှာအစားတယ်အရင်တော့ကတော့အခမဲ့ပေးတဲ့ဓာလေးကိုစားတယ်စေနာအလျောက်ကျွေးတဲ့ဓာလေးစားတယ်စားရင်လည်းကိုကနေပြီးတော့ဒီပတ်စံလေးတွေထားခဲ့တယ် ဟိုလက်ဆောင်လေးထားခဲ့တယ်နောက်တော့ဟိုအခါပတ်စံနဲ့ရောင်းလာတယ်ဝယ်စားတယ်အဲ့လိုနဲ့ဒါဆိုစားတော့ဆိုင်ဆိုပေါ့လားစားတော့ဆိုင်မူရင်းရွေချက်ကဒါပဲဒါပေမဲ့အခုစားတော့ဆိုင်ရဲ့မူရင်းရွေချက်ကအဲ့ဒါမဟုတ်တော့ဟုတ်ဥပမာ Elon Musk ဆိုပါတော့တနက်ကိုတခါစားရင်တနက်ကိုကဲဟိုဒေါ်လာတစ်ထောင်တန်နဲ့ဟာကိုဘဝမှာအနက်ပေါင်းတန်စားလို့လေသူ့ပတ်စံမကုန်တော့ဘူးဘောမှာအနက်ပေါင်းတန်းလည်းမရှိဘူးဟုတ်ကဲ့ဟုတ်နောက်လူတယောက်ကဟိုရက်ပေါင်းဘယ်လောက်ရှင်တန်းရမှာလဲဆိုလိုတာကဆိုတော့ကကြတော့ ိုဒီတန်းစားလို့လည်းမကုန်ဘူးနှစ်တန်းစားလို့လည်းမကုန်ဘူးဆိုတော့ तू ဘာလုပ်မလဲဒေါ်လာတစ်ထောင်နဲ့အဆိုတဲ့အရာကအခုတို့တော့ကြတော့တက်တက်လုံးမှာဖြစ်သွားနိုင်မှုမရှိဘူးဒေါ်လာတစ်ထောင်နဲ့ဒီညစာကိုအခုတို့ဖြစ်သွားဖို့မရှိဘူးသူတို့အတွက်ကြတော့အနက်တန်းစားလည်းမကုန်ဘူးမကုန်တဲ့သူတွေကဘာလို့လဲဆိုတော့ဒေါ်လာထောင်နဲ့တောင်သူတို့ကျင်းတတ်မှုမရှိတော့ဘူးကျင်းတတ်မှုမရှိတဲ့အခါကျတော့အမှစားတော့ဆိုင်ကလည်းအဲ့လိုလူတန်းစားတွေအတွက်အဲ့လိုဘလို့မှကျင်းတတ်မှုမရှိနိုင်တဲ့လူတန်းစားတွေအတွက်ဆိုပြီးတော့ကျင်းတတ်အောင် service ပေးတဲ့ load တွေ experience တွေရောင်းတယ်ဒေါ်လာ1000တန်လို့ဟာလာဒေါ်လာ1900တန်လို့ဟုတ်ကဲ့ဒါမျိုးတွေပေါ်လာလေရင်ဆိုလေဘလို့လေရင်တွေဟာဘလို့ဟို hotel ဆိုလေဘလို့ hotel တွေတ냐ကိုဒေါ်လာဘလောက်တောင်ပေးရလဲဆိုတော့အဲ့ experience တွေကိုရောင်းတာဆိုတော့သူတို့အနေနဲ့ကြည့်တော့လေ तू อ่ะ billion 300ချမ်းတာ billion 900ချမ်းတာလေ1 billion ချမ်းတာလေ तू ကသူ့လိုပဲသားနိုင်တောင်းနိုင်လေအဲ့လိုမဟုတ်ဘဲနဲ့ဒေါ်လာ ဝမ်းပဲလည်းမဟုတ်ပဲနဲ့တန်းတရာပဲချမ်းသာတယ်သူလည်းသူ့လိုပဲစားနိုင်တောင်းနိုင်တယ်တနေ့ကိုတနေ့ဟိုစားရတဲ့အနဝယ်ရတဲ့ဝယ်ချမ်း300ရတဲ့ပစ္စည်းဒါတွေကြီးပဲဟုတ်ဒါပေမဲ့သူတို့နဲ့မတူအောင်လို့ထက်ထက်ပြီးတော့မြင်ရတဲ့ဘလို့မပြစ်နိုင်တဲ့ experience တွေကိုရောင်းတယ်ဆိုတော့အဲ့ဒီဇမန်နိုးဆိုလည်းအဲ့လိုပဲဒီ hotdog ဆိုတဲ့စားတော့ဆိုင်ဟာအဲ့လိုလူရန်စားတဲ့ American တောင်ပိုင်းမှာရှိတယ်ဟုတ်လားဒီ slowick เนาะစပူမူအဲ तू ကအဲ့ဒီအရာကိုရောင်းတာ तू အဲ့လိုအရာကိုရောင်းမယ် तू စပူမူကျင့်ဝတ်ကို तू ကဖြောက်ဖြက်လိုက်တယ် ဘာလို့စပုံမှုတယောက်ရဲ့ကျင့်ဝတ်ကဘာလဲဆိုတော့အကောင်းဆုံးအစားအသောက်တွေကိုတဲ့ love နဲ့ခံဖို့ဆိုတော့ကိုကလည်းအဲ့ fashion ကြည့်ရမယ်အစားသူအဲ့ fashion ညော့သွားပြီးတော့အဲ့သူတက်ခင်းလိုက်တဲ့အစားအသောက်ကိုစားတဲ့သူတွေရအဲ့အဲ့ဒီလူသူတွေကျင်းနဲ့နှစ်သိမ့်မှုရနေတာကြီးကိုသူကနာကြီးနေတယ်လူကျင်တော့ဟုတ်ကဲ့သူကသူကနာကြီးနေနာကြီးနေပြီအဲ့လူတွေကသူကနေပြီးတော့ဒေါ်လာ9000နဲ့ရောင်းတယ်လာစားကြတယ်အာကောင်းလိုက်တာဆိုပြီးကျင်းနဲ့သွားကြအမှန်တော့သူကဒါပဲချက်ထားတာဒါမှစားအသောက်ဆိုင်ဒီဆိုင်ကဟိုကောင်းပါတယ်ဆိုတော့အစားအသောက်ကိုပဲချက်ထားတာ ကောင်းလားဒါအဲ့လောက်တော့ယူပါပေါ့ဟုတ်ဟာမဖြစ်သေးဘူးအဲ့ဒါပေါ့အတထောင်ရောင်းမယ်သူတို့ရဲ့အဲ့ဂျင်းနဲ့နှစ်သိမ့်မှုရနေရောသူနာကြီးနေသူသူ့ဘက်ကသူကအဲ့နောက်မှာမသူ့ရဲ့ super fan တွေလည်းရှိတယ်ဟာလားဟုတ်ဒီအဲ့မှာဆို Tyler နော်ဒီ Margot နဲ့တွေ့ရတယ် super fan ဘောလုံးမှာဆိုလည်းအဲ့လိုလူတွေအများကြီးရှိတယ်ဘောလုံးမှာဆိုလည်းဘောလုံးကိုချစ်တာမဟုတ်ဘူးဘောလုံးအသင်းကိုချစ်တာဘောလုံးသမားကိုချစ်တာဘောလုံးနီးပြားကိုချစ်တာအဲ့လူကိုထိရင်အိမ်ကအဖေနဲ့အမေကိုစဲရအောင်ခံနိုင်သေးတယ်အဲ့ကောင်တော့လာမထိနဲ့ Messi တော့လာမထိနဲ့ဒိုလေးတော့လာမထိနဲ့ ဆိုတဲ့လူဒန်းစားတွေရှိသေးတယ်ဘောလုံးထက်အဲ့ဒီအရာတွေကိုပိုကြိုက်နေတာဆိုတော့အဲ့လိုလူဒန်းစားတွေအတွက်ထိုင်လာကိုထည့်ထားတယ်အဲဒါခါဒီအရန် greedy ဖြစ်တဲ့သူတွေ capitalism capitalism ကိုထည့်ထားတယ်နောက်ဆုံးလကားနေထိုင်ဝေဖန်နေတဲ့ private သမားတွေထည့်ထားတယ်ပြီးရင်ဟိုကိုကိုကို fan ဖြစ်ပြီဆိုပြီး yeah fan ဖြစ်တယ်ဆိုပြီးကိုကိုထင်အောင်ထင်မှားတွေဖြစ်ပြီးတော့ illusion delusion တွေဖြစ်နေတယ်ဖြစ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲကိုကိုကိုအရန်ကိုချစ်ပြီးပြင်ရဲ့ insecure ဖြစ်နေတယ် လုံးချုံမှုမရှိဘူးဟိုလူနဲ့လည်းကားခင်တယ်ကွာဟိုအကောင်နဲ့ခင်တယ်ဒီလူနဲ့ခင်တယ်ကွာဆိုပြီးတော့ချောက်ဘူးသူနဲ့မှလည်းမခင်တဲ့ဒီမင်းသားဟောင်းတယောက်ကြီးအဲ့ဒါလေးကိုထည့်ထားတယ်အဲ့လူတွေအကုန်လုံးအကိုရောဟာတာကြီးလို့မြင်တယ်ဟုတ်တယ်ဟုတ်တယ်အကိုတို့ကြည့်တဲ့သူတွေကကြည့်တဲ့ချိန်မှာဘာကြောင့်လဲဆိုတော့အကိုကအဲ့လိုလူတွေကိုမုန်းနေတာဟုတ်ဘဝအဲ့လိုတင်ပေးလိုက်တယ်ဟုတ်ကဲ့ဘသူကမှလူကိုယ်တိုင်ကလာပြီးတင်ပေးတာမဟုတ်ကို့ဖြတ်တန်းခဲ့တဲ့ဘဝအဲ့ဒါကိုတင်ပေးလိုက်ပြီးတော့အန်ညာထေလာဂျွမ်းကိုကြည့်တော့အဲ့ဒါငါတို့လူဆိုတာခံစားမှုကိုရကျွန်တော်အဲ့မှာနောက်ဆုံးသူအန်ညာထေလာဂျွမ်းဒီမာကော့သူ ြောလိုက်တဲ့စကားလေးတခုအရင်ကျနင်းအစားတောက်ကဒီဟောပေါ့နော်သူ့ရဲ့အချစ်တွေအချစ်တွေဆိုတာကျွန်တော်ကဘယ်လိုပြောမလဲဆိုတော့ပြောဘာသာပြောမလဲဆိုတော့မေတ္တာတွေပေါ့ဒီတယောက်ရဲ့ငါကြွေးလိုက်တဲ့ဟာကိုစားပြီးတော့သူကျင်နေပါစေဘိုက်ပြပါစေဆိုတဲ့ဟာကြီးမပါဘဲနဲ့သူရှိမှာ offset ငါဒီလိုဟာမျိုးတွေလို့ဒီလိုလာစားတဲ့ကောင်တွေကလည်း experience ကိုလိုချင်တဲ့သူတွေပဲဆိုပြီးတော့အဲ့အနေနဲ့ချက်ကြွေးတာကိုမစားဘဲနဲ့ intelligent သူ့ရဲ့ဒီ chef ရဲ့ငကိုပူရင်းမူရင်းဖြစ်တဲ့ burger cheese burger ကိုပြန်မှာပြီးတော့သူ့ရဲ့ ဒီအရင်တော့ကသူဘာလို့ chef တယောက်ဖြစ်လာလဲဆိုတော့အကြောင်းအရာ cheese burger ကိုသူပြန်စားပြီးတော့သူကအသက်ဖေးကလွမြောက်သွားတယ်။သူကလွမြောက်သွားတယ်။သူကပြောမှဆိုသူ့အနေနဲ့လည်းဘယ်လိုပြောမလဲကျွန်တော်တို့အဲသူနဲ့မင်းသမီးနဲ့ဒီ chef နဲ့ class တခုတည်းဆိုတော့သူကဆွဲချိတ်လိုက်တယ်။မှန်တော့မှန်တော့။အခုတကယ်လည်းဒီ slow key ကဒီ working class ကလာတာပဲ။ဟုတ်ကဲ့ဟုတ်။လာရင်လာရင်နဲ့သူကဟိုဘယ်လိုခေါ်မလဲ။အရန်အောင်မြင်ကြွကြတဲ့သဘုံကြီးဖြစ်လာတယ်။ဟုတ်ကဲ့။ဖြစ်လာတဲ့အချိန်မှာသူက လော်လော်ပြောရရင်ဘလောက်ကျင်းထက်တဲ့လာစားတဲ့လူန်းသားကတော့ရှိနေတာပဲရှိမှာပဲဆိုရှိတဲ့အခါကျတော့ तू ကအဲ့အရာကြီးကိုလည်း तू ကမုန်းတယ်မုန်းတဲ့အခါကျတော့နောက်ဆုံးဒါနည်းနည်းတော့ serial ဆန်တာပေါ့နော်အကုန်လုံးနဲ့အတူ तू အဆုံးသတ်တော့မယ်ဆိုပြီးတော့ဒီ capitalism ကြီးကို तू မုန်းတယ်အဲ့လိုတိဆောက်အခုက capitalism ကလည်းမုန်းလဲမုန်းညင်စရာပဲအခုကဟိုတခြားအဟာတွေပြောတာမဟုတ်ပါဘူးအခုဆိုအခုတူမာလေးတယောက်ကလေးမွေးတယ်ပေါ့နော်မွေးတဲ့အခါကျတော့ဘသူကနေတော့ဘလို့ညွှန်းလိုက်လို့ဘသူကနေဘလို့ညွှန်းလိုက်လို့သူ့စီမှာရှိတဲ့ ဝင်ငွေကစားလောက်ယုံမယ်ဒါပေမဲ့ तू လုတ်ချင်နေတဲ့အရာတွေ तू တရေတမြောင်းများဖြစ်နေတယ်။ဘာကြောင့်လဲဆိုကဘာကျော် company ကြီးတွေအကုန်လုံးကမိခင်တွေကိုအိုက်စိတ်ဖြစ်အောင်လုပ်ထားတာ။ဒီကလေးကိုဒီကလေးလေးအတွက်ငါတောင်းမှမလုပ်ပေးလိုက်ရရင်ငါမိခင်တောင်းမကြည့်သလိုခံစားရအောင်ကိုလုပ်ထားတာ။ဟုတ်အဲ့အဲ့လိုလူဒန်းသားတွေပေါ့နော်။အဲ့ဒီအရာ capitalism ကအဲ့လိုလွှမ်းမိုးလာတဲ့အခါအဲ့လိုဖြစ်တာပဲ။အဖြစ်တဲ့အခါကျတော့တစ်ဖက်မှာလည်းဒီမှာဒီ slow ကြီးရလေ။အဲ့ဒီအရာကို तू ကတယောချင်တာပေါ့။အဲ့ ဇက်ကြောင်းတစ်ခုလုံးရေရွယ်ချက်ကလည်းအဲ့ဒါပဲဒါပေမဲ့ slow ကဘေးရလာတော့ walking class ကလာဒီ anatel joy က margot ကဘေးရလာတယ်ဒီသူတက်ချင်တဲ့လူတွေတည်းမှာမပါတဲ့မထင်မှတ်ပဲနဲ့ပါလာတဲ့ကောင်မလေးတယောက်သူကဒီစနစ်ကြီးကိုအာ mount ငါတို့တော့အခုတော့ဒီ mount bullshit အခြေစိုက်စကမ်းကြီးကိုရောက်လာပြီဆိုသူအထစ်အငော်ကြီးဟာဒီတကားလုံးရဲ့အသက်တွေငါတို့ဘာလို့ဆို roller ကိုဝါးစားနေရလားဆိုတာမျိုးအဲ့ဒါ ဟတ်ထီတာပေါ့ကွာအထီတယ်ပြီးရနောက်ဆုံးကျတော့ cheese burger နဲ့လွတ်မြောက်သွားတယ်အားလုံးနေလဲတာမန်ပဲငါလည်းတာမန်လူပဲငါတို့တာမန်အစားတောင်းနေအဲအဲ့ဒီအရာတော်ငါလိုခြင်းတယ်အဲဆိုပြီးတော့ तू ညံကိုသုံးပြီးလွတ်မြောက်သွားတဲ့ဟာဒါဒါရက်အကိုအရန်ကြိုက်ရတယ် तू စက်လိုက်တွေတောက်တယ် तू ဆဲတယ်ဆိုတဲ့အဲ့ထဲမှာရောက်နေတဲ့သူတွေအကုန်လုံးရဲ့ဟန်ပြရုပ်ပုံလွှာတွေကြားထဲမှာသူ့ပုံစံကထင်းထွက်နေတယ်အဲအကိုတော့အဲ့ဒါကိုကြိုက်တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆရာမေးပြောဖြေပြီးသွားရတယ်တကယ်ကိုကျွန်တော်ဒီ နေတဲ့လူက working class ဟိုလူတန်းစားရဲ့လည်းကွတီဖြစ်ပါတယ်ဆရာခုလိုဖေချပေးအတွက်လည်းစိတ်ဆုတင်ပါတယ်နောက်ပြီးတော့ကျွန်တော်ဆော့ကာ house ကနေပြီးတော့ဟိုခေါ်ပြီးတော့အဲ့လိုလူမျိုးပြောကြခွင့်မေးပြန်ခွင့်ဆရာဝန်ဝင်ကြီးကိုမေးခွန်းခွင့်ရတဲ့အတွက်လည်းစိတ်ဆုထူးတည်ရှိပါတယ်ဆရာ